ခရစ်တော်တခင်၌လေးစားကြည့်ခင်ရပါသောဓမ္မမိတ်ဆွေညီကိုမောင်တို့အပေါင်းတို့အားလုံးပဲမိင်္ဂလာပါကျွန်တော်တို့အားလုံးဟာပြည့်စုံစုံပြီးပျော်ရွှင်စရာကောင်းတဲ့မိသားစုတစ်ခုကိုပိုင်ဆိုင်နိုင်ဖို့အိမ်မက်တူကိုဆီရှိကြပါတယ်ကိုရမကြီး Francis ရှိတဲ့မြတ်က2025ခုနှစ်မတ်လမှာပြိုကွဲပျက်စီးနေတဲ့အခက်အခဲတွေနဲ့ကြုံတွေ့နေရတဲ့မိသားစုတွေအတွက်အထူးတရားဆုတောင်းပေးဖို့ကျွန်တော်တို့တိုက်တွန်းထားပါတယ် မိသားစုတိုင်းဟာချစ်ချင်းမေတ္တာနဲ့ပြည့်ဝပြီးပျော်ရွှင်စရာကောင်းတဲ့ဘဝအခီးတစ်ခုကိုအတူတူကရှောင်လန်းနေခြင်းဟာဖခင်ရဲ့အမှုတော်ပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့ခင်မှာမိသားစုတချို့ကပြဿနာအခက်အခဲတွေနဲ့နေစင်နေတိုင်းပြန်ဆန်ကြုံတွေ့နေရပါတယ်။ငွေကြီးကြီးပြဿနာတွေတက်ငွေထွေးတဲ့မိသားစုတစ်ခုကိုတည်ဆောက်တဲ့နေရာမှာပြဿနာတွေဖြစ်နေကြတာပါ။ မိသားစုတစ်ခုဆိုတာမတူညီတဲ့လူနှုတ်ပေါင်းဆက်ထားခြင်းကနေပြီးတော့အဖြစ်ပေါ်လာတဲ့တိုက်ဝန်လေးအဖွဲ့အစည်းလေးတစ်ခုဖြစ်ပါတယ်။ဒါကြောင့်တူနဲ့တူမတူညီတဲ့ဘဝတစ်ခုကိုပေါင်းဆက်ပြီးတော့တူညီတဲ့ယဉ်မှန်းချက်တွေနဲ့အတူတူဘဝရှောက်လန်းတဲ့ခီးတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့ပြဿနာတွေအခက်အခဲတွေဆိုတာနေရာမရွေးအခြေမရွေးဖြစ်ပေါ်လာနိုင်ပါတယ်။ဒါပေမဲ့ဘုရားသခင်ရဲ့အလိုတော်ကတော့ ပြောပွဲပျက်စီးနေတဲ့အရာတွေကိုတဖန်ပြန်လဲပြီးတော့မုန်းမှန်ချက်ပါစီချင်တာပါပြောပွဲပျက်စီးနေတဲ့မိသားစုတွေကိုကျွန်တော်တို့ဘယ်လိုမုန်းမှန်ကြမလဲဘယ်လိုတိဆောက်ကြမလဲအရှိကတော့တခုလည်းရှိပါတယ်အချင်းချင်းနားလည်ဖွင့်လို့ပြောချင်ပါပဲဘုရားမင်းကြီးကဖွင့်လို့ချင်းဆိုတာမိသားစုတစ်ခုရဲ့စိတ်ကြံရာကိုပြန်လဲပြီးတော့ဥဒ္ဒပေးနိုင်တဲ့ ကောင်းဆုံးစီတမျိုးပါပဲခွင့်လွှတ်ပေးလိုက်ခြင်းဟာအခွင့်အရေးတွေပြန်လည်ပြီးတော့ပေးလိုက်ခြင်းပါပဲဒါကြောင့်မို့ကျွန်တော်တို့မိသားစုလေးမှာအချင်းချင်းနားလည်ခွင့်လွှတ်ပေးခြင်းအားဖြင့်ပြိုကွဲနေတဲ့ပျက်စီးနေတဲ့အရာတွေကိုစဖန်ပြန်လည်ပြီးတော့မုံမှန်ပြင်ဆင်ကြပါစို့အခက်အခဲပြဿနာတွေနဲ့ကြုံတွေ့နေရတဲ့ပြိုကွဲပျက်စီးနေတဲ့မိသားစုတွေအတွက်လည်း နေ့စဉ်နေတဲ့အထူးတရားဆူတောင်းပေးကြပါစို့ဖာရာဂျိုးဆပ်ထန်းဟာဘာသာပြန်ထားတဲ့ဆောင်းပါးကိုပြန်လည်ပြီးတော့ကောင်းလို့တင်ပြတင်ဆက်ခြင်းပဲဖြစ်ပါတယ်ကျွန်တော်နာမည်ကတော့ Father Banner ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်